ဇလန်လေးမစားခင်မှာချင်းတဲ့လေးကိုလိုက်နဲ့ surprise လေးလုပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်။လာရောက်ပြီးထေထေသာနေတဲ့ညတညာဒိတ်ချင်းကြီးရဲ့လက်မှာမိမတယောက်သွာလာနေခဲ့ပါတယ်။အဲ့ဒီမိကလေးရဲ့လက်ထဲမှာတော့အရာတခုကိုတိုက်ချီထားခဲ့ပါတယ်။အဲ့ဒီအရာဟာခလင်းလေးဖြစ်ပါတယ်။ဒါကြောင့်လာရောက်သွားတဲ့ဒိတ်ချင်းကိုတည်းမှာခလင်းကိုသာပင်နဲ့ဂျယ်လစွာကြားနေခဲ့ရပါတယ်။ခလင်းလေးကိုပွေ့ချီနေတဲ့သူမဟာတဲ့အီလီစီတို့ ကြီးကဲလာနေခဲ့ရတဲ့အဲ့ဒီနောက်သူ့လက်ထဲကကလေးလေးကိုတဲအရဲ့ကလေးကလေးမှာ ဖြင်းင်းစွာနဲ့ထားချလိုက်တာပေါ့တကယ်တော့သူမဟာကလေးလေးကိုစွန့်ပစ်ထားဖို့ရည်ရွယ်ထားခဲ့ဖို့ရပါတယ်သူမဟာကလေးလေးကိုထားရဖို့လုပ်နေတော့မှာအပေါ်ကစိုက်ကြည့်နေကြတဲ့တရေတွေကိုတွေ့နေရပါတယ်သူလိုက်တာနဲ့သူမလေးရုတ်တရက်တော့လန့်သွားခဲ့ပါတယ်ပြီးတော့သူမလေးပုံမှန်တိတ်ပြန်ဖြစ်သွားပြီးတော့ဒီနေရာကနေထွက်ခွာသွားခဲ့ပါတယ် တဲ့ဘောကဒီအရီကတော့အဲ့ဒီကလေးလေးကိုစိုက်ကြည့်နေခဲ့ကြတယ်ဗျာဒီလိုနဲ့အဲ့ဒီညလေးဟာကုန်ဆိုးသွားခဲ့ပြီးမနဲ့မိုးသားရအခြေလေးကိုရောက်လာခဲ့ပါတယ်အဲ့ဒီချိန်မှာခီးသွွားဘယောကဆရာတယောက်ဟာကလေးလေးငူတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီဆရာကြီးရဲ့နာမည်ကတော့ဆရာပွားကျော်လို့ခေါ်ပြီးနည်းနဲ့ဘယောကကုနေတဲ့ဆရာတပါဖြစ်တာပေါ့သူဟာကလေးငူတန်ကြားလိုက်ရတာကြောင့်ဘယ်ဝချေကိုစူးစမ်းကြည့်လိုက်တယ်ဗျာ သူရောက်နေတဲ့ပဝန်းကျင်ဆိုတာကလေလူသူပြည့်တဲ့တေးချိုင်းကိုဆိုတော့နည်းနည်းထူးဆန်းနေခဲ့ပါတယ်။အဲ့ဒီလိုနဲ့အိုတာလာယာတိုင်းလိုက်လာကြည့်လိုက်တော့တဲ့အီချင်းကမွေးကိစ္စခရီးလေးကြောက်ကို တွေ့လင်ရပါတယ်။ဇာဘကျော်ကလေခရီးလေးကိုတွေ့လိုက်တာနဲ့ခရီးရဲ့မိခင်ကိုလိုက်လံရှာကြည့်ခဲ့ပါတယ်။ဒါပေမဲ့အစောပိတ်ကခရီးရဲ့မိခင်ကတော့ဒီနေရာမှာရှိနေခဲ့ပါဘူး။ ဒါကြောင့်ဒီကလေးလေးဟာတစုတယောက်ကလာဆုပ်ပြီးခဲ့တာဖြစ်မယ်လို့ကြိုးကြောစီလျော်အောင်တွေးလိုက်တယ်ဗျာပြီးတော့မှကလေးလေးကိုပွေ့ချီလိုက်ကနောက်ဆုံးအနေနဲ့မိဘတွေများပြန်လာမလားဆိုပြီးဟိုကြည့်ဒီကြည့်ကြည့်နေခဲ့ပါတယ်အဲ့ဒီကလေးလေးဟာဥပကျော်ရဲ့လက်ထက်ကိုယောက်သွားတာနဲ့တန်းပြီးတော့ငိုတိတ်သွားခဲ့ပါတယ်ကလေးဟာချင်မွေးပါတယ်လို့ပဲပြောရမလားအတိကိတဲ့သူ့မျိုးလို့တွေကိုကြည့်ပြီးတော့မွေးစားဖို့ဆိုးဖြင့်လိုက်ပါတော့တယ်ကဲကဲ ဘာမှစိတ်မပူနဲ့တော့ကွာငါမျိုးကိုဆောက်ရှောက်မှာပါအဲ့ဒီနောက်ခလေးလေးကိုပြေးချီလေးဒီကနေထွက်သွားခဲ့ပါတယ်ဒုနေ့ကနေစပြီးတော့ဥပကျော်တွေရဲ့အိမ်မှာလေခလေးလေးတယောက်နဲ့စူပြေးသွားခဲ့ပါတယ်ခလေးကိုလည်းမိဘရဲ့သဖွယ်ကျုပ်စုဆောက်ရှောက်ပေးခဲ့ပါတယ်ခလေးရဲ့နာမည်ကိုတော့ဆရာဥပကျော်ကပေးမောက်ကောင်းမြတ်လို့မှတ်ပေးခဲ့ပါတယ်ဒီလိုနဲ့ခလေးလေးဟာအပြေးအပြေးနဲ့အရွယ်ရောက်ကြီးပြေးလာခဲ့ပါတယ် ကောင်းမြတ်ကလေးဝါနီတော်ကိုရောက်လာတော့သူဟာတခြားကလေးလူနဲ့ဘလူတာကိုတွေ့ခဲ့ရပါတယ်။မကောင်းမြတ်ဟာလော်ကီပညာလူနဲ့ပတ်သက်ပြီးပါရမီပါတဲ့ကလေးကြောက်ဖြစ်နေခဲ့တယ်ဗျာ။တနေ့မှာတော့အကြီးမားပြေးလွှားဆော့ကစားနေရင်လည်းမထင်မဲ့ပဲသူ့မှာအစွမ်းတက်ခတ်တွေရှိတာကိုတွေ့ခဲ့ရပါတယ်။ဒါကို သူ့ပဲတယောက်တွေ့လိုက်ရတော့အတော့ကိုမှအံ့ဩသွားခဲ့ရပါတယ်။ကလေးယောက်နေနဲ့ဒီလောက်ပါရမီရှိတာဟာသူ့ဘဝမှာပရမတ်ဆုံးကြုံတွေ့ရခြင်းမျိုးပါ။ ။အကြနေခေကိုရောက်တော့ပုံမြက်ကလေးအားစော့နေနေရိုးဒီပျောက်သွားခဲ့ပါတယ်။ပုံမှန်နေ့တွေမှာတော့အခုခြေဆိုရေးအကက်ပီဖြစ်ပြီမဲ့ဒီနေ့မှာတော့အရေးရောက်ကိုတောင်တွေးရသေးပါဘူး။သူ့ဖေကလည်းဘယ်တော့မှသွားစော့နေမလဲဆိုပြီးသူ့သားကိုလိုက်ရှာနေခဲ့ပါတယ်။အဲ့ဒီချိန်မှာမကောမြက်ကလေးရဲ့အတန်းကို ကြားလိုက်ရပါတယ်။အစံကဒီချက်ကိုဖက်ကရောက်လာနေတာဖြစ်ပြီးအော်ဟုံနေတဲ့အတန်းပြ။ဒါနဲ့သူ့ဖေကလည်းဘာများဖြစ်တာလဲဆိုပြီး စိတ်ပူတကြီးနဲ့လိုက်သွားခဲ့ပါတယ်။ကလေးစီကိုရောက်တဲ့ချိန်မှာတော့တီရဲတူကောင်ကမကောနယ်လေးကိုဝိုင်းထားတာတွေ့လိုက်ရပါတယ်။သူတို့ဟာကလေးကိုခြောက်လှန်နေခဲ့ပြီးကောင်းမြတ်လေးရလေးကြောက်လို့အောင်နေခဲ့ပါတယ်။ရေလို့တွေပြူရှာရီထုတ်ပြတော့ကလေးကအတော့ကိုကြောက်နေခဲ့တယ်ဗျ။ဆရာပါကျော်ကလေးမင်းတို့တော်လို့ပြီးအော်ကလေးကိုလောင်ရှုံးကြနဲ့။ကြားကြလား။အဲ့ဒီလိုပြောလိုက်တော့ တရားတွေလည်းနောက်ဆိုပြီးတော့ထက်သွားကိုကြပါတယ်။ဒီတော့မှသူလည်းခလေးလေးကိုကြွေးကြည့်ပြီးအေးပြန်လာခဲ့ပါတယ်။အဲ့ဒီညမှာတော့ကောင်းမြလေးဟာထက်ပြီးတော့အုံုံနေခဲ့ပြန်ပါတယ်။အကြောင်းရင်းကတော့အဲ့ဒီတရားတူကောင်ကသူ့နောက်ကိုလိုက်ပြီးတော့ထွက်လန့်နေခဲ့လို့ပါ။ကောင်းမြကကြောက်လေးလေးတရားတွေကလည်းလိုက်ချောက်လီဖြင်းနေခဲ့တယ်ဗျာ။ဒါပေမဲ့သူ့ဖေကိုတော့အကူကြောက်ကြဖို့ရပါတယ်။ ဆရာဘကျော်ကိုတွေ့တာနဲ့ထိုးလန့်ဆရှာပြီးတေးပြီးတော့အကိုလိုထွက်ပြေးကိုကြပါတယ်တကယ်တော့အဲ့ဒီတေးတူကောင်ဟာကောင်းမြတ်လေးကိုလက်ပြီးတော့စားနောက်နေခဲ့ကြတာပေါ့သူတို့ဟာဆရာဘကျော်ရဲ့လက်အောက်မှာနေကြပြီးတော့ဒေါသတွေအာဃာတမျိုးတွေမရှိတဲ့ဝိညာဉ်တွေဖြစ်ကြပါတယ်ကောင်းမြတ်လေးကလည်းချင်မွေးပါတဲ့တွေတရေဝိညာဉ်တွေကစားသူ့ကိုသဘောချချစ်ခင်ကြပါလေ။သူရဲ့ရင်ဘက်မှာတော့စိတ်ချရအောင်ဆိုပြီးအဖေဖြစ်သူကအဆောက်လေးတစ်ခုကိုဆွဲပေးထားခဲ့ပါလေ ဒီလိုနဲ့ခြေတွေကိုဆိုးလာလိုက်တာအခုဆိုကောင်းမြတ်ကလေးကအသက်15နှစ်ကိုတော့ရောက်လာခဲ့ပြီဗျာအခြေကနှက်ခက်ကောင်းတဲ့လာပါတဲ့ညကိုအရောက်မှာတော့ကောင်းမြတ်နဲ့သူ့ဘေတို့ကပညာရက်တွေကိုလိတ်လာနေခဲ့ကြပါလေအခြေကောင်းကောက်ဆိုတော့ပညာအစ်တက်တာတို့စီးပူးလိလာဖို့အတွက်အကောင်းဆုံးခြေကပေါ့ပဲဝတ်ခြေကလည်းတိတ်ဆိတ်နေတဲ့နေခဲ့တာမို့ကောင်းမြတ်တို့သားဖရဲ့ကာထာရော့တာတွေဟာဤတွေမှာလွမ်းမိုးနေခဲ့ကြတယ်ဗျာ တာဖာညကလည်းဂါရာတွေကိုကိုစီကုံကအပြတ်ရော့ဆိုနေခဲ့ကြပါတယ်။ဒါပေမဲ့ကောင်းမြတ်ရော့ဆိုနေတဲ့စကလို့တွေဟာတပြေးပြေးနဲ့လှုပ်ထွေးလာပြီးတော့ကောင်းငိုင်းဆိုင်လာခဲ့ပါတယ်။ဒင်းကအိပ်ပျော်ယူတယ်မကပဲဟောက်တာတွေတောက်ထွက်လာခဲ့သေးတာပါ။ဒါနဲ့သူ့ဖေကလည်းဒီကောင်ဘာတွေရော့နေတာလဲဆိုပြီးထေချာစိုက်ကြည့်လိုက်တော့မှကောင်းမြတ်ဟာအိပ်ပျော်နေခဲ့ပါတယ်။ဒါကြောင့်အိပ်ပျော်နေတဲ့သူသားကို ပြန်နှိုးယူခဲ့ရပါတယ်။ဒါကောင်းမြတ် ပြပြီဟာလက်သွားတာပဲမိဓာရီကိုအာယူဆက်ရဲ့လားစတိမပူပါနဲ့ပဲအကိုလို့ကိုတားမျက်မိပါတယ်ထို့သို့ပြောပြီးတော့ကိုကိုကိုယိုကြည်ချက်ရှိတောင်ပြသခဲ့ပါတယ်ဘာနမီကြွလာမသိပေမဲ့သူဟာဖေလွယ်တက်လွယ်တဲ့သူတစ်ယောက်ပါပေါ်ပညာကြီးတဲ့စာအုပ်များစွာကိုလည်းခဏလေးတွင်မှနားလေသဘောပေါက်သွားခဲ့ပါတယ် ဒါတင်မကပဲဒီကြိမ်ခါပဲကြားလင်းရတဲ့ကာထာတို့ကိုလေအစဆိုသူမှတ်မိနေလေရှိပါတယ်။အဲဒါကြောင့်အဖေလူသူကတော့ပါရမီရှင်ကောင်းလေးဆိုပြီးမှတ်ယူထားခဲ့ပါတယ်။အဲဒီချိန်မှာအေပြင်ဖက်ကနေလှမ်းခွနေတဲ့အတန်တစ်ခုကို ကြားလိုက်ရပါတယ်။ဆရာဆရာလေးတို့ပြဿနာတစ်ခုကိုတည့်နေပြီဗျ။အများထွက်လာခဲ့ကြပါ။ဆရာပါတော်ရဲ့တဲတဲ့ဘဲတွေဟာတို့ရဲ့ဆရာကိုရေးကြည့်ကိစ္စတစ်ခုကြောင့် လာရောက်ခေါ်ယူနေခဲ့ပါတယ်။သူတို့တွေဟာကောင်းမြတ်လင်ငယ်ငယ်ကလေးကအမြဲတမ်းလာဆောက်နှုတ်နေကြတဲ့တရားတွေလည်းဖြစ်ကြပါတယ်။အစံကြားတဲ့ချိန်မှာတော့သူတို့ဇာပါနီလိုအမြန်ထွက်လာခဲ့ကြပါတယ်။သူတို့ထွက်လာတော့အရှိမရဲနေတဲ့တရားတွေကိုတွေ့လိုက်ရတာကြောင့်လည်းနေတော့ထူးဆန်းနေခဲ့ပါတယ်။အဲဒါကြောင့်ဆရာပါတော်ကနေအကြောင်းကြီးကိုမေးမြန်းလိုက်ပါတယ်။ဘာဖြစ်နေကြတာလဲ။လက်တင်တော့တက်ပြီး သူတို့ဒီကြိုက်တဲ့မှာဟုတ်ကဟုတ်ကစီရင်တွေလုပ်နေကြတယ်ပြီးတော့အညိုကြီးရဲ့ပြင်းမနေနေကိုသူတို့ဖမ်းဖို့လုပ်နေကြတယ်ဘာပြောလဲကွာဒေမနီနီဆိုတာဒေမရရဲ့လက်ချက်နဲ့အစေးတေတေခဲ့ရတဲ့သူတယောက်ပါဒါကြောင့်အမုတ်တရားအာဃာတ်တွေကြီးမာပြီးအဖြစ်ဆွမ်းအားကြီးမာတဲ့ဒေမတကောဖြစ်ပါလေဟာကိစ္စပဲတော့ဆူဆူဝါးဝါးတွေဖြစ်ကုန်တော့မယ်အဲ့ကောင်ကြီးကွာ ပြဿနာကိုမိခွေထောရှာတဲ့ကောင်တွေအဖေဒါဆိုကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဆရာပါကျော်လေးဒီကိစ္စကိုဘယ်လိုကင်တွယ်ရမလဲဆိုတာတွေ့နေခဏလောက်တော့တွေးပြီးသွားခဲ့ပါတယ်ပြီးတော့မှအကြံတစ်ခုရပါပြီးတော့တစ်ချက်လောက်ပြောလိုက်ပါတယ်အဲ့ဒီမှာတားလို့တဲ့ comment ရဲ့ code ကို ပို့လိုက်ပြီးတော့အတိတ်ပဲတစ်ခုပေးလိုက်ပါတယ်ဟာသာတီးရတာတော့ဒီပြဿနာကိုဖြေရှင်းကင်တွယ်မဲ့သူကမင်းဖြစ်ပေါ်ရတယ်နော် ဘလော့တော့တိုက်ဆိုင်လိုက်တယ်လေမင်းလက်စွမ်းပြဖို့ခြေရောက်ပြီ ပြဘာကိုလဲအဖေဘာကိုလဲဆိုတော့မင်းတက်နောက်ထားတဲ့ပညာတွေလက်တွေ့တိုးချဖို့ခြေရောက်ပြီမင်းပေါ်ထားတဲ့အဖေရဲ့မျှော်လင့်ချက်တွေမမှားဘူးဆိုတာကိုမင်းတက်တည်ပြရတော့မယ်ဒါပေမဲ့မင်းကြောက်နေတယ်ဆိုရင်လေဖေဖေသွားလိုက်မယ်လေငယ်ဆိုတော့တိရတာပေါ့ကွာအဖေပြည့်သူဆရာကျော်ဟာသူ့သားကိုစေခေါ်ရင်မနဲ့ထားနေပြောလိုက်ပါတယ် ကောင်းမြတ်ကလည်းမခန့်ကျစ်စိတ်ရှိတဲ့သူတယောက်ဖြစ်တာကိုသူ့ဖေကကောင်းကောင်းသိပါတယ်။ဒါကြောင့်သူ့သားရဲ့စိတ်ကိုဆွပီးပြီးတော့ဘလို့တို့ပြမလဲဆိုတာကိုစောင့်ကြည့်နေခဲ့ပါတယ်။ကျောင်းဆရာလားဖေရ။ဇီရဲ့ဖြစ်ဖြစ်တရားဆရာဖြစ်ဖြစ်တာမကြောက်ဘူး။အဖေကြည့်နေစမ်းပါ။တာလို့ပြမယ်။အဲ့ဒီနောက်တော့မကောင်းညာတယောက်လွယ်တဲ့ပစ္စည်းဆာရွေးဆေးလွယ်အိတ်တွေပြီးတော့ထွက်လာခဲ့ပါတယ်။ဘယ်နေရာမှာလဲဆိုတာကို တို့တို့ကိုလိုက်ပြပေးပါမကောင်းတဲ့တရေတိုးကောက်တို့ဟာတေးချဲကိုဘက်ကို တူတူထွက်သွားခဲ့ကြပါလေဆရာကျော်ကတော့သူ့သားကိုလို့နိုင်မယ်လို့ယုံကြည်နေခဲ့ပြီးခန့်ပြိုပြိုလေးပြီးလှမ်းကြည့်နေခဲ့ပါတယ်။ဒါလို့တဲ့မကောင်းကတော့သူ့ဖေရှုလိုက်တဲ့မာနမီတွေကြောင့်မခန့်ကျင်စိတ်နဲ့ထွက်လာခဲ့ရင်လမ်းတွဲကိုကျော်လွန်လာခဲ့ပါပြီ။သူ့ရဲ့ပွဲဦးထက်မှာဘလို့အန်ဒီရဲ့မျိုးတွေကစောက်ကြုံနေမလဲဆိုတာကိုတွေ့ရတော့မှဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ ဒီဘိန်းလေးကိုဒီနေရာမှာခတ္တရက်နာလဲရပါတယ်တော့ဒီနေ့မှာဒီတဲ့စိတ်ဝင်စားဖို့ကောက်တဲ့အခါတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်